နှစ် EIC MA 2025မော်တော်ရှိုးမှာပြသွားတဲ့ဆိုင်ငယ်တွေထဲမှာဒီ top 5အဖြစ်ပေါ့နော်လူအများစိတ်ဝင်စားကြတဲ့ဆိုင်ငယ်တစ်စီးကတော့ဒီ BMW F450 GS ပဲပေါ့ BMW က engine volume သေးတဲ့ဒီ baby GS F450 GS ကို အာရှဇီကအတွက်သူကရည်ရွယ်ပြီးတော့ဒီအိန္ဒိယကုမ္ပဏီ TVS နဲ့ပူးပေါင်းပြီးထုတ်လုပ်လာတာကျွန်တော်တို့တွေ့ရတာပေါ့နော် F450 GS ရဲ့သူကထူးခြားချက်က engine ပဲဗျဒီ220 cc ဘာလဲတွင် liquid cool engine ပေါ့နော်အဲ့ဒီကောင်ကို तू က135 degree cramping ကိုတုံးထားတာဘာလဲတွင် engine မှာကျွန်တော်တို့135 degree crank ကိုမတွေ့ဘူးသေးဘူးဘာလဲတွင်650 cc အောက်ဆိုရင်180 degree crank ကိုတုံးကြတယ်ဗျာ650 cc အထောက်ဆိုရင်290 degree crank ကိုတုံးကြတယ်အခု F450 GS ရဲ့420 cc ဘာလဲတွင်မှာတော့ तू က135 degree crank ကိုတုံးလာတာပေါ့နော်ဒီ135 degree cramping engine ကို ျက်စိနဲ့မြင်အောင်ကျွန်တော်ရှင်းပြရရင်ဒီ parallel twin engine ကိုကျွန်တော် V twin အဖြစ် physically ခွဲခြားလိုက်မှာဆိုရင်သူက45 degree V twin အဖြစ်သူကတွေ့ရမှာအဲ့လိုအဲ့ဒါကြောင့်135 degree crank ရဲ့ power က V twin 45 degree ရဲ့ power နဲ့သူကသွားပြီးတော့ဆင်တူတယ် engine က short stroke engine ပြဒါပေမဲ့ fire order ကသူက45 degree V twin ပုံစံဆိုတော့ bottom arm power နဲ့ mid range power ကိုပြန်ရအောင်သူကဆယ်ထားတဲ့ပုံစံမျိုးလေး ဘာဖြစ်လို့လဲဆိုတော့ဒီ adventure ဆိုင်ကယ်တွေအတွက် bottom end နဲ့ mid range power တွေကသူကပို့ပြီးရေးကြည့်တယ်လေအဲ့ဒါကြောင့် bottom end ကောင်းပါလေ low rpm တွေမှာသူကရောအားကောင်းပါဥပမာကျွန်တော်တောင်ကုန်းအတက်ကိုဟိုချိတ်ယုံပြီးတက်နိုင်တာမျိုးလမ်းမမှာမောင်းရင်လေ gear ခဏခဏ down ဆရာမလို့တာမျိုးပေါ့ at 450 gs ရဲ့သူက power က6950 rpm မှာ48 horsepower ထွက်လေတော့ကတော့6950 rpm မှာ32ပေါင်ဖိထွက်တော့ပါတော့ သူ gear အချောက်ချပါတယ်ကိုရှစ်ပဲဒီ super class ကိုလည်းသူတုံထားပေးတယ် shift fork က kyb upside down ဆိုတော့ဟို performance bug ကိုသွားတာသိရတာပေါ့နော် shift suspension နဲ့ now mono shock က suspension ထွက်ပဲတူတူပဲ7.1လက်မရှိတာပေါ့နော် on off ရတဲ့ abs pro ရဲ့ riding mode က၃ခုပါမယ်ပြီးတော့ throttle by wire system ကိုတုံထားတာတွေ့ရတယ် frame ကကျွန်တော် KTM အပန်းချဘိန်းလေးမှာတွေ့ရတဲ့ style မျိုးပဲဒီ trellis stitch frame ကိုတုံးလာတာတွေ့ရတာပေါ့နော် မိခွေတွေကတော့ Avengers style ပဲဒါရှေ့16လမှာနောက်18လမှာပေါ့နော်စီတိုင်ကြီးကတော့3.6 color ဆန်းတယ် engine ရဲ့ compression ratio ကဒါထင် is to 1ရှိတာကြောင့်သူက fuel ကို95 run ပဲအသုံးပြုဖို့ recommend ပေးထားတာပေါ့နော်ဆိုင်ကယ်တစ်စီးလုံး weight က363ပေါင်ရှိပြီးတော့အများဆုံးဖြစ်165 km/h အထိမောင်းနိုင်တယ်လို့ BMW ကဆိုထားတယ်2026နှစ်ကုန်ပိုင်းလောက်မှာဒီကမ္ဘာလုံးက BMW showroom တွေမှာရောက်ရှိနိုင်တာပေါ့နော်ဗာရှင်း3မျိုး ထုတ်လုပ်ရောင်းချမှာဖြစ်ပြီးတော့ဒီဈေးနှုန်းကတော့အနည်းဆုံး Euro 6000ကျော်ကနေစမယ်ဒါကတော့ကျွန်တော်တို့ဒီ320 cc ဘောက်လက်တွင်135 degree crank engine ရဲ့အတန်ပဲပေါ့နော်ဒီဈေးနှုန်းမှာပြပန်အတန်ကိုပြပြတတ်တတ်ချားနိုင်ပါလေ